အားလုံးပဲမင်္ဂလာပါရှင် BNY Fashion and Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီချေကပုံမှန်တစ်ထပ်ပေးတဲ့အင်ချီလေးရယ်ပိတ်ဆက်မှာညံ့နီးလေးနဲ့ချုံနီးလေးကိုပြန်လည်ဝင်ပြပေးသွားမှာပဲဖြစ်ပါတယ် ပထမအဦးဆုံးပိတ်ဆက်မှာပတ်သက်လေးတွေတည်ပြီးတော့မှမညက်ခင်ကော်လာပိုင်းလေးမှာခွဲကားလေးလုပ်ပေးဖို့လိုပါမယ်။ကော်လာပိုင်းလေးမှာယခုလိုခွဲကားတင်နေတာလေးပြတ်ထားတဲ့နေရာလေးမှာကကြီးလေးနဲ့နှစ်ထုပ်ပြီးတော့ခါကြတော့ဆရွယ်လေးအစားထိုးပါမယ်။ အစားထိုးရမယ်တံမိုးလေးကတော့တစ်ဖက်ကို0.5စင်တီမီတာကြီးမှတ်ပြီးရခါကျတော့တိတ်လေးနဲ့ထိန်းပြီးတော့မှဆာဗယ်လေးကော်လာဘိုင်းလေးကိုအစားထိုးပြီးတော့မှကျွန်တော်တိတ်လေးနဲ့ကပ်ပြီးဆိုလို့ရှိရင်တော့ပြန်ပြီးတော့မှကော်လာဘိုင်းလေးနဲ့ထုတ်လိုက်ပါမယ်အခုဆိုရင်တော့ကော်လာ ခွဲကားပိုင်းလေးလည်းရပြီမို့လို့ချာတော့ပတ်တန်လေးတွေကိုပိတ်ဆက်မှတင်ပြီးတော့မှညှက်ပေးပါမယ်ပြမအောင်ဆုံးနောက်ချင်းလေးကနေပြီးတော့မှညှက်ပါမယ် ခေါင်းဆောင်လေးယူပြီးတော့မှညက်ပေးပါမယ်။ချုပ်ဆက်လေးတွေကတော့ပခုံး1စင်တီမီတာ၊ဂျိုင်း1စင်တီမီတာနဲ့ဘေးဘက်ကိုလည်းကျွန်တော်1စင်တီမီတာပဲယူပြီးတော့မှညက်ပေးပါမယ်။နော်အောက်ဖက်အနားလေးကိုတော့1.5 cm လေးယူပြီးတော့မှညက်ပါမယ်။ကျွန်တော်တို့တဲ့အခါမှာ ready to wear ပုံစံလေးသွားချင်အောင်လို့ချုပ်စာတွေကိုအကြီးကြီးမယူဘဲနဲ့0.1 cm ပတ်လည်ယူထားပြီးတော့အောက်အနားလေးကိုပဲ1.5 cm လေးယူပြီးတော့မှညက်ပေးပါမယ်ဖြစ်ပါတယ်။ ရွှေချမ်းလေးကိုကြောက်ပါမယ်ရွှေချမ်းလေးမှာဆိုလို့ရှိရင်တော့ခေါင်းချောင်းလေးနဲ့မဟုတ်ပဲနဲ့တစုံစားညက်ပြရမှာပဲဖြစ်ပါတယ်ချောဆက်လေးတွေကတော့ level 1 cm ပကုံး1 cm ဂျိုင်း1 cm နဲ့ဘေးပတ်1 cm အောက်ခြေကို1.5 cm လေးယူပြီးတော့မှညက်ပြပါမယ် နာစတင်နဲ့ကော်လာပိုင်းလေးကိုသွားပါမယ်။စတင်နဲ့ကော်လာပိုင်းလေးညက်တဲ့အခါမှာလည်းခေါင်းချောင်းလေးယူပြီးတော့မှညက်ပေးရပါမယ်။ချုပ်ဆံလေးတွေကတော့1 cm ထိယူပြီးတော့မှညက်ပေးပါမယ်။ ကျွန်တော်စိတ်နဲ့ပေါ်လာပိုင်းလေးပြီးသွားပြီဆိုလို့ရှိရင်เนาะလက်ပတ်တံလေးညှပ်ပါမယ်လက်ပတ်တံလေးညှပ်တဲ့အခါမှာလည်းချုပ်စာလေးတွေက high 1 cm ဘေးဘက်1 cm နဲ့အာကျွန်တော်လက်အနားလေးအတွက်1 cm ယူပြီးတော့မှပိတ်စာလေးညှပ်ထုတ်ပေးပါမယ်ကျွန်တော်ပိတ်စာလေးအားလုံးညှပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะပထမဦးဆုံးကျွန်တော်ချုပ်ဖို့ as to hand ပထမဦးဆုံးပိတ်စာကိုအစီသားလေးယူပြီးတော့မှထုတ်တိခွေးလေးတွေစတင်ပြီးတော့မှချုပ်ပါမယ်ထုတ်တိခွေးလေးချုပ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ထုတ်တိခွေး စာလေးစီကျွန်တော်တေးလုံးလုံးလေးရချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ပိုင်3ရောပိုင်4လောက်ချင်ပိုင်4လောက်ပဲကျွန်တော်ချုပ်ပြီးရခါကြတော့ချုပ်စာကို perfect လောက်ပြီးကနေချန်ပြီးတော့မှကျွန်တော်ညှက်ထုတ်ပေးပါမယ်။ ထုတ်သိခွင့်ရေးရတဲ့အခါမှာဆိုလို့ရှိရင်ပထမဆုံးချုပ်တာကကျွန်တော်တို့0.4 0.3လောက်ကျွန်တော်ချုပ်ချောင်းလေးချုပ်ထုတ်ထားပြီးအခါကျတော့ချုံစာ0.5ချန်ထားပြီးတော့ကျွန်တော်အဲလန်တန်လေးနဲ့တုံးပြီးအခါကျတော့ယခုလိုလေးလန်ချပေးပါမယ်။ ဒီမှာတတိခါရမှာကသူတိခွင်းလေးကိုထုတ်တဲ့အခါမှာဆိုလို့ရှိရင်ချုပ်စာကိုကျတော့အများကြီးညှစ်ထုတ်ပြလိုက်တဲ့အခါမှာဆိုလို့ရှိရင်ထုတ်တဲ့ရဲ့ခွင်းလေးဟာချစ်လက်လက်မဖြစ်ဘဲနဲ့ပေါ့ပေါ့ချင်ချောင်လေးဖြစ်နေတတ်ပါတယ်။ဒါကြောင့်မို့လို့ချုပ်စာခြင်းတဲ့အခါမှာတနိုင်ခင်ဗျာ Wi-Fi လောက်တော့ရအောင်ချင်ပြောမှကျတော့လက်နက်လေးသုံးပြောမှလက်ချပေးဖို့လိုပါမယ်။အခုဆိုရင်တော့ထုတ်တိခွင်းလေးတွေကကျတော့ခုလိုလေးတိတက်လေးကျတော့ဖြစ်နေမှာဖြစ်ပါတယ်။ဒါဆိုထုတ်တိခွင်းလေးတွေကိုကျတော့ကဘယ်လောက်နေထားလိမ့်ရမလဲဆိုလို့ရှိရင် င်4.5 cm လောက်ကျတော့တခုကိုရှေးပေါ့နော်အဲ့လောက်လေးကျတော့တိုင်းတာပြီးတော့မှကျတော့ကျိုးလေးတွေကျတော့ညှထုတ်ပေးထားပါမယ်။တခုကျိုးလေးရပြီဆိုလို့ရှိရင်နော်ရှေးချမ်းလေးမှာတခုလူလေး ထုတ်တိခွင်းလေးတွေကိုချုပ်ဖို့အတွက်ခြေကတော့တစ်ခုနဲ့တစ်ခုကြားအကွာဝေးကို1.5 cm ဆီမှတ်ပေးပြီးတဲ့ခါကျတော့ကျိုးရဲ့အကွာဝေးလေးကိုတော့ပွိုင်ဆက်တန်းလောက်မှတ်ပြီးတော့မှခြေအမှတ်လေးမှတ်ထားပေးပါရစေ။ဒီနေရာမှာမှတ်တဲ့အခါမှာဆိုလို့ရှိရင်ကျတို့အာအင်ချီရဲ့အောက်အခြေလေးမှတ်မှတ်ဖက်နေကျတို့အင်ချီရဲ့အောက်ခြေကနေပြောမှ70 cm လောက်ချင်တော့မဟုတ်လို့ရှိရင်50 cm လောက်ချင်ပြီးတော့မှတုတ်တိခွင်းဆောင်လေးမှတ်ပေးပါမယ်။ မှတ်လေးရပြီဆိုလို့ရှိရင်တော့ဒုတိယကျိုးလေးတွေစပြောမှနေပါမယ်။ခွင်းကြီးတွေကိုနင်းတဲ့အခါမှာဆိုလို့ရှိရင်ချောချောင်းရှိတဲ့ဘက်အလားဘက်မှာကျိုးချောချောင်းရှိတဲ့ဘက်ကမလားဘက်မှာရှိပြီးတဲ့အခါကျတော့အလားဘက်ကကျိုးအလားချင်းပြူနေရတယ်ဖြစ်စစ်နေတဲ့အတွက်ကြောင့်မို့လို့ကျိုးကချောချောင်းမရှိတဲ့ဘက်နဲ့ကျိုးအိတ်ချရဲ့အလားချင်းကိုပူပြတဲ့အခါကျတော့ကျိုးရဲ့ဖလို့လေးနင်းပြပါမယ်။ ဆလင်းနေတဲ့ခါမှာဆိုရင်ကျိုးလေးတွေကိုချင်တော့ရေခုလိုလေးပမာသူတကြောညီညာလေးနင်းပေးပြီးမှတစ်ချောင်းကိုမှကျိုးရုံခွေးမြစ်ပြန်ခွေးပြီးတော့မှထပ်ပြီးတော့မှနင်းပေးလိုက်ပါတယ်မိမိတို့ကမိမိတို့အစဉ်ပြေတဲ့နီးလေးနဲ့အသုံးပြုတော့မှနင်းပေးလို့ရပါတယ် ချိုးလေးညီမသားပြီဆိုလို့ရှိရင်တော့နံပါတ်၁အနေနဲ့အကျယ်4စင်တီမီတာရှိတယ်ပိတ်စာလေးကိုအခုလိုရှည်စမ်းလေးရဲ့ချိုးအရှိအတိုင်းပေါ့နော်ညှက်ထားပြီးပြီးတော့ခါကြတော့ချိုးရခုလိုလေးအနေကနေပုံမှာမိဘူးလေးကတ်ထားပြီးတော့ကျွန်တော်ချုပ်ထားတဲ့ထိုတိကွင်းလေးပုံမှာ1စင်တီမီတာချုပ်စာလေးခုလိုလေးနင်းပေးရပါမယ် ဆက်လေနေပြီးကားပြီဆိုလို့ရှိရင်တော့အလားတက်ကိုပြန်လည်ချပြီးတဲ့ခါကျတော့လက်တက်ကနေပြီးတော့မှယခုလိုလေအတပြားစာလေးပြန်နေပြီးဖို့လိုပါမယ်။ အတပြားစာလေးနင်းပြီးသွားပြီဆိုလို့ရှိရင်တော့ရှေ့ချမ်းရဲ့နောက်တစ်ဖက်မှာလဲကျေရောရှေ့နီးအတိုင်းပဲကျေရောထုတ်ပြီးကျိုးထွင်းတစ်ဖက်နီးအတိုင်းပဲကျေရော4 cm အချင်းရှိတယ်ကော့စာလေးကိုအလဲကနေပြီးတော့မှခောက်ပြီးတော့မှယခုလိုလေးချုပ်စာ1 cm လေးကျေရောပြန်ပြုတ်ချုပ်ပြရမှာဖြစ်ပါတယ်ပြီးခါကျတော့ရှေ့ကျေရောအလားဘက်ကိုလမ်းပြခါကျတော့အတပြားစာပြန်နေပြလိုက်ပါမယ် ခြေချင်းရဲ့နောက်တစ်ဖက်ကိုလည်းအထက်ဖြားစာလေးနှီးပြီးသွားပြီဆိုလို့ရှိရင်တော့ခြေတော်ရှိချင်းလေးကရခုလိုလေးရလာမှာပဲဖြစ်ပါတယ်။အခုဆိုရင်ထုတ်သီးကွင်းချမ်းလေးနဲ့ထုတ်တက်မှန်ချမ်းလေးရပါပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်အနေနဲ့ခြေတော်ကော်လာလေးတွေကိုရခုလိုလေးပိတ်ပါလေးကပ်ပြီးတဲ့ခါကျတော့ပင်လေးထိန်းပြီးတော့ချုပ်စာ1 cm လေးနှီးပေးပါမယ်။ ချောစာ1စင်တီမီတာလေးနင်းပြီးသွားပြီဆိုလို့ရှိရင်တော့ယခုလိုလက်ပတ်ကိုလန်ပြီးတော့အတချားစာလေးနင်းပြီးတော့မီးပူစာလေးကထားပေးဖို့လိုပါမယ်။ ကော်လာပိုင်းလေးကိုမီးဖို့ဒီစရာလေးကပ်ပြီးသားပြီဆိုလို့ရှိရင်တော့ကော်လာရဲ့အလဲပိုင်းလေးကိုကျွန်တော်မှတ်ခဲ့ပေးပါမယ်။ချက်ကတော့ရုပ်ခုလိုလေးအလဲမလေးမှတ်ပြီးတော့ကက်ချီလေးတောက်ပြီးတော့မှမှတ်ခဲ့ပါမယ်။ နောက်တစ်စက်အနေနဲ့ collage stick ပိုင်းလေးပေါ့နော် stick ပိုင်းလေးမှာလည်းဂျေရိုကပိတ်ပါလေးကတ်ထားပေးဖို့လိုပါမယ်ချုပ်စာ1 cm လေးချန်ပြီးတော့ဂျေရိုပိတ်ပါလေးကတ်ထားတဲ့နေရာနီးပြောမှာဂျေရိုအခုလိုပင်လေးတွေနဲ့ထိထားပေးဖို့လိုပါမယ်ဒီ stick ပိုင်းလေးမှာဆိုလို့ရှိရင်လည်း element လေးသေချာလေးမှတ်ထားပေးပြီးတဲ့အခါကျတော့ဂျေရို element လေးတွေရပြီဆိုလို့ရှိရင်တော့ဂျေရိုခုနက collar ပိုင်းလေးနဲ့ stick ပိုင်းလေးကိုယခုလိုလဲမှတ်ခြင်းချိန်ပြီးတဲ့အခါကျတော့ကျွန်တော် ဒီခုတော့ပင်လေးထွဲပြီးတော့မှချုပ်စာ1 cm လေးချုပ်ပေးပါမယ်။ ချောစာ1 cm လေးချုပ်ပြီးတော့ပြီဆိုလို့ရှိရင်တော့အနားဘက်ကိုလန်ချလိုက်တဲ့အခါမှာယခုလိုလေးရနာမှာဖြစ်ပါတယ်အလားပဲကိုလန်ချတဲ့အခါမှာ6မိနစ်စီဖို့ဆိုလို့ရှိရင်တော့ချုပ်စာကိုပိုင်3လောက်ချန်ပြီးရခါကျတော့ညှစ်ထုတ်ပြလိုက်ပါမယ်။ နောက်တစ်ဆင်းအနေနဲ့ရှေ့ချမ်းနောက်ချမ်းကိုအလှချင်းပို့ပြီးတော့မှပကုန်းချင်းတွဲပေးပါမယ်။ပကုန်းလေးတွေတွဲပြီးသွားပြီဆိုလို့ရှိရင်တော့ဂျယ်ရိုကော်လာပိုင်းလေးနဲ့ယခုလိုလေးပင်လေးတွေချာလေးထည့်ပြီးတော့ခါကျတော့ဂျယ်ရိုတွဲပြီးတော့မှချုပ်ပေးပါမယ်။ အခုဆိုရင်တော့ stick color ချမ်းလေးနဲ့အင်ချီရဲ့ level ချမ်းလေးကို တွဲပြီးတော့မှ navy သွားပြီဆိုလို့ရှိရင်တော့ကျေတို့ color ဘိုင်းလေးကိုသေတက်လေးဖြစ်နေအောင်လို့ကျေတို့အတွင်းဘက်မှာပြန်ပြုတ်မှငုံချုပ်တဲ့နေရာလေးတွေကိုလည်းသေချာလေးမိခုတက်တက်တက်လေးနဲ့ကျေတို့ဖိပြီးတော့ခါကြတော့ယခုလိုလေးကျေတို့ပြန်ပြုတ်မှဆလေးတက်နေပြီလို့ပါမယ်။ ကျွန်တော်အဲ့ဒီရဲ့ level color ဘိုင်းလေးလေးပြီးသွားပြီဆိုလို့ရှိရင်တော့လက်လေးကိုသွားပါမယ်။လက်လေးမှာကကျွန်တော်ပထမဆုံးလက်ရဲ့အနားလေးတွေကိုတည်တက်လေးလုံထားပြရပါမယ်။ လက်အနားလုံးလေးတွေလုံးမဖြစ်ဆိုရင်ကျွန်တော်ကလက်သင်းနေနဲ့ကျွန်တော်လက်ဖောင်းလေးတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အင်ချီရဲ့လက်ပုံချမ်းလေးတွေကိုကျွန်တော်ပုံမှန်တိုင်းပဲချီချဲလေးနှင်းပြီးတော့မှဆွဲတုံလေးလုပ်ပေးပါမယ်ဆွဲတုံလေးရပြီဆိုတော့မှကျွန်တော်ကအင်ချီရဲ့ပခုံးပိုင်းလေးနဲ့ကျွန်တော်ရှည်ချမ်းအောင်ချမ်းချင်းကိုတေချာလေးမှတ်ထားခဲ့ပြီးပြီးတော့မှကျွန်တော်အင်ချီရဲ့ရှည်ချမ်းအောင်ချမ်းလေးကိုသွားပြီးတော့မှပင်လေးထိန်းပြီးတော့မှဒီလက်ဖောင်းလေးတွေ့ပြီးမှပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ကျွန်တော်ပခုံးလေးနဲ့ကျွန်တော်လက်ကလေးနဲ့တွဲပြီးသွားရည်မူလို့နောက်တစ်ဆင့်အနေနဲ့လက်ရည်တည်ရချွတ်တွတ်အပိုင်းလေးကိုသွားပါမယ်။တည်ရချွတ်တွတ်ဖို့အတွက်ကိုဆိုလို့ရှိရင်ကျွန်တော်တည်ရချွတ်တွတ်လုံးစံလေးတုံးပြီးတော့ခါကြတော့ကျွန်တော်မှတ်ခဲတဲ့နေရာလေးမှာကျွန်တော်တုပ်စာလေးတွေသွားပြီးတော့မှနင်းပြပါမယ်။ကျွန်တော်တေချိုးတုတ်စာလေးနင်းတဲ့အခါမှာကိုကစိတ်စိတ်လေးရချင်တယ်ဆိုလို့ရှင်တော့ကျွန်တော် ခုနှစ်ချောင်းရှစ်ချောင်းတော့တွားပြီးတော့နင်းပြလို့ရရပေါ့နော်ကိုမှတ်ခဲ့တာ7 cm ဆိုရင်ကျွန်တော်0.7အကွာလောက်မှာတရေချိုးသွန်စာလေးတွေကိုကြာလေးမှတ်ပြီးရခါကျတော့ကျွန်တော်စိတ်စိတ်လေးနင်းပြလို့ရပါတယ်ခြေကတော့ဒီမှာချက်ချင်းလေးပဲသဘောကျတော့မဟုတ်ဘူးခြေကတော့ရှင်မှတ်ခဲ့တဲ့တရေချိုးသွန်စာတံမိုးလေးကိုခြေလေးလေးခုရအောင်နင်းပြလိုက်ပါတယ်ဒါကတော့မင်းမျိုးသဘောကျကျွန်တော်ပုံစံလေးတရေချိုးတံမိုးကိုနင်းပြလို့ရပါတယ် အခုဆိုရင်တော့ဒီကျိုးတူတာလေးလည်းနေပြီးသွားပြီမို့လို့နောက်တစ်စီးအနေနဲ့ကိုတယ်လေးနဲ့လက်လေးနဲ့တွေ့ပါမယ်။ ချန်နီယာပိုင်းလေးဖြစ်တဲ့ကျွန်တော်ကိုယ်တက်လေးနဲ့လက်လေးနဲ့တွေ့ပြသွားပြီဆိုလို့ရှိရင်တော့အောက်အနားလေးတွေကိုတက်တက်လေးလုံးပေးပါမယ်။ဒီမှာတော့ချက်ကချက်အင်ချီလေးကိုအနားလေးနဲ့တက်တက်လုံးပေးသွားရင်ပေါ့လို့လက်ပါတက်တက်လာတဲ့အင်ချီလေးရပါပြီ။ဗီဒီယိုလေးကိုစမ်းသပ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများရှိတင်ပါတယ်။ကိုစိတ်နှပြချက်မှန်းသက်ကြပါစေ။ကြည့်ရဲ့ဗီဒီယိုလေးတွေကိုတက်တက်တက်ဆိုရင်တော့ like နဲ့ subscribe လေးနဲ့အပိပါကိုမေးပေးပါနဲ့နော်။ပကောင်းတဲ့ဗီဒီယိုလေးနဲ့ဒီလိုပြန်လာခဲ့ပါမယ်။တတပါ